ခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့စပိန်မှာရထားလမ်းချော်တိမ်မောက်မှုကြောင့်သေဆုံးသူဦးရေမြင့်တက်လာနိုင်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စပိန်နိုင်ငံအနောက်မြောက်ပိုင်းမှာဇော်လန်လ24ရက်နေ့ကရထားတစ်စီးလမ်းချော်တိမ်မောက်မှုဖြစ်ပွားခဲ့ပြီးတွဲအချို့မှာရှောင်ဖွေမှုမပြီးစီသေးတာကြောင့်သေးဆုံးသူဦးရေမြင့်တက်လာနိုင်သေးတယ်လို့တာဝန်ရှိသူတို့ကပြောကြခဲ့ကြအောင်နိုင်ငံတကာသတင်းတွေအရသိရပါတယ်။လက်ရှိမှာလူ89ဦးထက်မနည်းသေဆုံးပြီး143ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသဆိုင်ရာတရားရုံးပြောခွင့်ရပုဂ္ဂိုလ်တို့ကပြောကြားထားပါတယ်။ တင်ဆုံးသူ89ဦးမှာရောလောင်း83လောင်းကိုရထားရဲအပြည့်အစည်းများအတွင်းကတွေ့ရှိခဲ့တာဖြစ်ပြီး၄ဦးကတော့ဆေးရုံမှာတင်ဆုံးခဲ့တာဖြစ်ပါတယ်။အဲ့ဒီမတော်တဆမှုဟာရထားရဲအချိန်လိုမှုကြောင့်ဖြစ်နိုင်တယ်လို့မီဒီယာတွေမှာဖော်ပြခဲ့ကြပေမဲ့လည်းဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းကိုပြောကြားဖို့စောလွန်နေတယ်လို့ပြောခွင့်ရပုဂ္ဂိုလ်တွေကပြောကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဆဲဖြစ်ပြီးမတော်တဆဖြစ်ပွားစဉ်မှာခုံမောင်းနေတဲ့အချိန်နှုန်းကိုသိဖို့အတွက်ရထားမှာတပ်ဆင်ထားတဲ့ black box ကိုစစ်ဆေးမှဖြစ်တယ်လို့သိရပါတယ်။အဆိုပါရထားဟာ မက်ဒရစ်မြို့ကနေဖာရိုမြို့ကိုဦးတည်မောင်းနှင်ခဲ့ပြီးခရီးသည်218ဦးနဲ့ရထားဝင်နယ်၄ဦးလိုက်ပါလာခဲ့တာဖြစ်ပါတယ်။ရထားဟာဒေသစံတော်ချိန်ည8:42မိနစ်မှာဂါလီစီယာစီရင်စုမှရှိတဲ့ဆန်ဒီယာဂိုဒီကွန်ပိုစတယ်လာဘူရာယုံကိုဆက်ရောက်ခန်းဒီမှာလမ်းချော်ပြီးရထားရဲလေးရဲလွင့်စင်တိမ်မောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။